ဂျာဒီဆက်ဝန်းကဘယ်လိုမျိုးအလုပ်လုပ်လဲပေါ့နော်ဟိုဒါကျွန်မမမျိုးကျွေခြင်းကိုပြထားပါပေါ့နော်ပြထားခုနမမျိုးကျွေရဲဆိုတာကတောက်လေးတစ်လုံးပေါ့ခုနတောက်လေးတစ်လုံးအရွယ်ရောက်လာတဲ့တောက်လေးတစ်လုံးကတလားကိုတစ်ခါကျွေရဲလို့ကျွန်မပြောပြရတယ်လို့နော်ခါကျွေရဲ28ရက်တခါဒီချိန်လာတဲ့အမျိုးသမီးတွေမှာမမျိုးကျွေရဲရက်ကိုမှန်းဆလို့ရတယ်ပေါ့နော်ခုနရာဒီဆက်ဝန်းဘယ်လိုလုပ်လုပ်လဲဆိုတဲ့ဟာကိုမှန်းလို့ရတယ်ပေါ့နော်အဲ့တော့ဂျာဒီဆက်လာပြီးခုနရက်ပြည့်ရက်ကအနေအနေစပြီးတော့နှစ်ပတ်အတွင်းမှာမျိုးကျွေတတ်တယ်တဲ့နော် အဲ့တော့ကျမတို့ကဂျီဘက်ကစာတွေကိုမကြည့်ဘဲနဲ့ဘင်ဟာလေးကြည့်မယ်ဆိုတော့ဂျီပုံလေးကိုကြည့်ကြည့်မယ်ပေါ့နော်ဂျီပုံလေးကိုကြည့်ကြည့်မယ်ဆိုတော့ကျမခုနပြောသလိုမျိုးပေါ့နော်ဇာတိကတောင်းတာတလမှာတစ်ချိန်မဲကြည့်တာဒါတစ်ချိန်မဲကြည့်တာနှစ်ချိန်နှစ်ချိန်ကြီးပါလေမှားရင်းပြီးမကြည့်ဘူးသုံးချိန်ကြီးပါလေမှားရင်းပြီးမကြည့်ဘူးဒါအဲ့တစ်ချိန်မဲကြည့်တာအဲ့တစ်ချိန်ကြည့်ရဲ့အချိန်ကဘယ်ချိန်လဲဆိုတော့ကဘယ်သူမှမသိနိုင်ဘူးကျမတို့ကခံမှန်းလို့ပဲရတယ်နော်ခံမှန်းလို့ပဲရတာပြီးရင်ခါကျတော့ဘာဖြစ်လဲဆိုတော့တစ်ယောက်နဲ့တစ်ယောက်ကအမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ကဇာတိ ဆက်ဝန်းရဲ့ဟိုပုံစံချင်းမတူဘော့ယာတီလာရဲ့ရက်မတူဘော့နော်အဲ့လိုပြောချင်တာပေါ့ဒီမှာပုံစံရင်းမရအဖြစ်ကျမတို့ကတော့ဒီယာတီဆက်ဝန်းဒီ28ရက်တခါလဲတယ်ပေါ့နော်28ရက်ပြည်တာနဲ့တခါလာတယ်28ရက်ပြည်တာနဲ့တခါလဲတယ်လို့ခြေဘူးရအဖြစ်သတ်မှတ်ထားပြီးပြောပင်နေတချို့မျိုးသမီးတွေရက်30မှာလာတယ်တချို့မျိုးသမီးတွေ35ရက်မှာလာတယ်တချို့မျိုးသမီးတွေရက်40လောက်ကြာတာရှိတယ်နောက်တစ်ခုကကြာတချို့မျိုးသမီးတွေရက်20လောက်နဲ့ပြန်လာတာမျိုးတွေလည်းရှိတယ် ဲ့တော့ကျမတို့ရေဘူးရအောင်ဘယ်လိုတတ်မှတ်လဲဆိုတော့27ရက်ကနေ35ရက်အတွင်းလာရင်ဒါဒီပုံမှန်ပါလို့ကျမတို့တတ်မှတ်တယ်ပေါ့နော်ပုံမှန်ပါလို့တတ်မှတ်တယ်အဲ့တော့အဲ့လိုမျိုးမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကဒီထဲမှာတော့စာရီထဲမှာတော့ဗာပြောလဲဆိုတော့28ရက်နဲ့လာတဲ့မျိုးသမီးဆိုရင်ရတောင်းချွေတဲ့ရက်ကိုချဲ့ခံမှန်းလို့ရဘယ်ရက်မှကြွေပါဘီလို့ချဲ့ခံမှန်းလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်တဲ့မျိုးသမီးဆိုရင်ကျမတို့ကခံမှန်းတဲ့ဟာလေးတွက်လို့ရတယ်အဲ့တော့ဒီဆာဒီဆာဝိုင်းလေးကိုကြည့်မယ်ဆိုရင်ကျမတို့က ဒီတရက်နေ့ကနေ9ရက်နေ့အထိပေါ့နော်ချေချေထားအယောင်ချေထားတဲ့ဟာပေါ့အဲ့ဒီအယောင်ချေထားတဲ့အနီးအောင်ချေထားတဲ့ဟာမှာကျမတို့ကယာတီလာတယ်လို့သတ်မှတ်တယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာယာတီလာတယ်ယာတီလာတဲ့ပြီးွားလို့ရှိရင်ဒီမှာမိုးပြရောင်လေးရှိတယ်ဒီမှာအပြရောင်တက်တက်ရှိရှိတယ်အဲ့တော့အဲ့ဒီဟာလေးတွေကဘာလဲလို့အဲစဉ်းစားစရာရှိတယ်ပေါ့နော်စဉ်းစားစရာရှိရဲ့အဲ့တော့ဒီမှာဒီ cycle ရုပ်ကြည့်လိုက်ရင်ဒါ28ရက်လာတယ် နော်ဒီမျိုးသမီးက28ရက်နဲ့ရာသီလာဒီမှာ28ရက်မှဆုံးထားတာကိုအဲ့တော့28ရက်နဲ့ရာသီလာတဲ့အမျိုးသမီးတွေကစရာသီလာတဲ့နေ့ကစပြီးတော့14ရက်မြောက်နေ့မှာတာဝန်ယူဒါချင်းနော်စရာသီလာတဲ့ရက်ကစပြီးတော့14ရက်မြောက်မှာတာဝန်ယူရဲဆိုတော့ကျမတို့ကအချိန်မှာအပြန်ရောင်တက်တက်စီစီတာဝန်ယူရဲရပေါ့နော်တို့ပဲမယ်ကျမတို့ကအမျိုးသမီးရည်28ရက်လာတာမဟုတ်ဘူးခုနလိုမျိုး30ဖြစ်နိုင်တယ်20ဖြစ်နိုင်တယ်35ဖြစ်နိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့အခါကျတော့ ခြေဘူးရအဖြစ်ကျမတို့ရဲ့တောက်ဆွေရဲ့ရက်ကိုတွက်ချင်ဘယ်လိုတွက်ရလဲဆိုရင်ယာဒီဆလာတဲ့ရက်ကနေစပြီးခုနှစ်ရက်ကိုတွက်လိုက်ပါပထမနော်ယာဒီကတရက်နေစလာဆိုတရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်၆ရက်ခုနှစ်ရက်ခုနှစ်ရက်ကိုတွက်လိုက်ပါအဲ့ဒီခုနှစ်ရက်မြောက်ကနေစပြီးတော့နောက်ထပ်14ရက်နော်ဒါကြောင့်မလို့ဒီမှာမိုးပြန်ရင်ဖြစ်တော်လေးကြီးကအဲ့ဒါကိုချိန်ထားတာပါဒီခုနှစ်ရက်မြောက်ကနေစပြီးနောက်ထပ်14ရက်ဆိုတော့21ရက်နေ့အထိပေါ့နော်ခုနှစ်ရက်မြောက်ကနေစပြီးတော့နှစ်ပတ်အတွင်း ဲ့ဒီနှစ်ပတ်အတွင်းမှာတောက်ကြွေပါတယ်တဲ့အမျိုးသမီးတွေအားလေနော်အဲ့တော့တောက်ကြွေတယ်အဲ့ဒီအချိန်အချိန်အတွင်းမှာတောက်ကြွေတယ်ဒီဖြူရောင်ရက်လေးတွေကတော့လွတ်တယ်ပေါ့နော်တောက်မကြွေတဲ့ရက်တွေပေါ့နော်အဲ့တော့ကျွန်မဒါလေးကိုနောက်တစ်ခေါက်လေးပြန်ပြောပြပါမယ်ရာဒီစလာတဲ့ရက်ကနေစပြီး9ရက်ကိုတွက်ပါအဲ့ဒီ9ရက်ကနေစပြီးနောက်ထပ်14ရက်အတွင်းမှာတောက်ကြည့်ပါလေနော်တောက်ကြည့်ပါလေဘာလို့ကျွန်မဒါရလေးကိုဒီရလေးကိုဒေချာလေးတွက်ပြလဲဆိုတော့လေကျွန်မတို့ရဲ့ community ရဲ့မှာဒီဒီရက်ထဲရွာထဲမှာဘာဖြစ်လဲဆိုတော့ရောင်းမြန်နေတွက် ရောင်းရံတက်တာပေါ့ဒါတောက်ချွေတဲ့ရက်ကိုအဲ့ဒီရက်ကတောက်ချွေတယ်ဆိုတာကိုသူတို့ကသူတို့ရဲ့စိတ်ထဲမှာတောက်ချွေတဲ့ရက်တောက်မချွေတဲ့ရက်ကိုတိတ်ပြီးတော့မှမစင်စားဘူးဘာလို့စင်စားရလဲဆိုတာဥပမာခလေးမလို့စင်တာခလေးလို့စင်တာရက်ရှောင်းနီးဆိုတာရှိတယ်လေနော်အဲ့ရက်ရှောင်းနီးဆိုတာဒီဂျီဟာပုံမှန်မူတည်ပြီးတော့ရှောင်းကြရတာပေါ့အဲ့ခါကျတော့အဲ့ရက်ချောင်းကြီးကိုတုံးတော့မယ်ဆိုရင်အများစုကဘယ်လိုလုပ်လဲဆိုတော့ယာဒီရှားလာတဲ့ရက်ကစပြီး9ရက်ကိုအတူမနေဘူး ဇာတိမလာခင်ခုနှစ်ရက်ကိုအတူမနေဘူးတကယ်တော့အဲ့ဒီဟာလေးဒီစိတ်စိတ်ဖြစ်တဲ့ရက်တကယ်ကတော့အတူမနေပဲနဲ့ခုန14ရက်အတွင်းမှာအတူနေလိုက်တယ်အဲ့ဒါဆိုတဲ့အခါကျတော့ကိုဝင်နေတန်းရကြတယ်ညောင်ညံနေပေါ့နော်ညောင်ညံနေမှတ်တာပေါ့နော်တကယ်တော့ကျွန်မခုနပြောခဲ့တဲ့ process အရာဆိုရင်ကိုဝင်ရတာဒီတောက်ကျွေလိုက်တယ်တောက်ကျွေတဲ့ရက်မှာအတူနေလို့ကိုဝင်ရအဲ့တောက်ကျွေတဲ့ရက်ကဘယ်ရက်လဲရာတိစလောင်ရဲ့ရက်ကနေစပြီးတော့9ရက်အဲ့9ရက်ကနေနောက်နှစ်ပတ်အတွင်းမှာတောက်ကျွေနေတယ်အဲ့ဒီရက်အတွင်းမှာအတူနေကိုဝင်ရတာလည်းပေါ့နော် ဒါကြောင့်မလို့ခလေးလိုချင်တဲ့လူလိုဆိုရင်ခုနပြောတဲ့ဆလေးရဲ့အတွင်းမှာဒီနေရာမယ်ခလေးမလိုချင်တဲ့လူဆိုရင်ခုနပြောတဲ့ဆလေးရဲ့အတွင်းမှာရှာနာနော်ပြီးရဲ့ခါကျတော့ခါလီကြလို့ရှိရင်မတော်တဆကိစ္စတွေရှိတယ်ပေါ့နော်မတော်တဆမျိုးသားနဲ့မျိုးသမီးနဲ့နေမိတဲ့ဟာမျိုးတွေနော်မျိုးသားနဲ့နေမိတဲ့ဟာမျိုးတွေနော်အဲ့လိုဟာမျိုးတွေမှာဆိုရင်ကိုကကိုရဲ့ရန်ဒီအဲတောက်ကျွေးရဲ့ပုံမြန်နှမ်းစတတ်တယ်တွတ်တတ်တယ်ဆိုလို့ရှိရင် ဘာဖြစ်နိုင်လဲဆိုတော့ကိုကချက်ပန်းနိုင်လေနော်တော်တော်အော်ငါဒီရက်ကတော့တောက်ကျွေရဲ့ရက်ဖြစ်နိုင်တယ်ဒါဆိုရင်တော့ငါတော်တော်တတိထားရမယ်ဘယ်လိုကာကွယ်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာလေအဲဒီမှာတိနိုင်ပေါ့နော်အဲ့တော့တောက်ကျွေရဲ့ရက်ကိုတွက်တက်ခြင်းကလည်းတပန်းသာပါလေလို့ဒါကြောင့်မလို့ဒီဟာလေးကိုဘယ်လိုမျိုးလေးအလုပ်လုပ်လဲဆိုတာရှင်းပြပေးခြင်းပါနော်နောက်ထပ်ဟာလေးတစ်ခုလေးနည်းနည်းလေးဟိုဒါဖြစ်ခြင်းနဲ့အဲဒါလေးကအတူတူပဲခုနပြောတဲ့ဟာပေါ့နော်ခုနပြောတဲ့ဟာမှာကျွန်မဒီဟာလေးကဘာလဲဆိုတော့ ဟိုဘယ်အချိန်မှာဘာဖြစ်လာလဲဆိုတဲ့ဟာလေးကိုဒီဟာလေးကရှင်းပြတာပေါ့နော်အဲ့ဒါမှာဒီမှာကျွန်မကပြောတဲ့ဟာလေးကိုလေ့ထားတယ်28ရက်ကြာတယ်အဲ့တော့ဘယ်ရက်ဒီမှာဘာဖြစ်လာလဲဆိုတော့ဒီမှာဒါရက်ဒီဆက်ဝန်ကာလ3ရက်ကနေ9ရက်ထိဖြစ်နိုင်တယ်တိရက်ခါကျ9ရက်ကနေ21ရက်သားမှာဒီမှာဒီ14ရက်ပေါ့နော်ဒီဒီဒီမှာ21ရက်သားမှာအဲတာဥကျူနိုင်တယ်ဒီဒီ14ရက်တက်တက်မှာတာဥကျူရေပေါ့နော်တာဥတာဥခြေကျူရေပေါ့ဒါ28ရက်ရာတီလာတဲ့အမျိုးသမီးကျွဲဆိုပြီးလို့ရှိရင် ဘယ်လိုဖြစ်လာလဲဆိုတော့တိုင်အိမ်ရန်ခုနပြောတဲ့ကျမပြောတဲ့တိုင်အိမ်ရန်ခြူရဲ့အဆင့်ကဒါ22ရက်ကနေစပြီးတော့မှာတဲ့အဲဒီမှာဒီ ठी ပေါ့နော်ဒီ ठी မှာတိုင်အတိုင်အိမ်ရန်ခြူခြင်းနေဖြစ်တယ်ပြရာဒီသွေးမလာခင်ချိန်မှာဒီမှာကျမတို့ရဲ့ရာဒီသွေးမလာခင်ချိန်မှာရနားတွေကျင်းတာအဖြူဆင်းတာဒီဟာလေးတွေဒီဒီရဲ့ဘိုင်းစာတွင်းမှာရှိတယ်တဲ့ဖြစ်တတ်ပါလေတဲ့ဒါလေးကတော့ရဲ့ဘိုင်းစာနဲ့ပြတ်ပေါ့နော် အဲဒါကတော့ခုနမမျိုးဒီအောင်ချင်းကိုကျွန်မပြောပြထားတဲ့ဟာလေးပေါ့နော်ဟိုခုနလည်းရှင်းပြပြီးပြီဆိုတော့ကျွန်မထပ်ပြီးတော့မပြောတော့ပါဘူးနော်ဟောဒါကတော့ယာတီလာချင်းအကြောင်းပြောတော့ပါပေါ့ယန်တီကပါကြောင့်လာတယ်ခုနပြောလို့ပါမမျိုးနဲ့တုတ်ကောင်နဲ့မတွေ့လို့ယာတီလာတယ်ကိုနှစ်ကနေ18နှစ်အတွင်းမှာယာတီဆလာချက်ချင်းအဲအသက်40ရာနေ55နှစ်အတွင်းမှာသွေးဆုံးချက်တယ်တစ်လားတစ်ခါပုံမှန်လာတယ်28ရက်တစ်ခါလာတယ်27ရက်ကနေ35ရက်လာတဲ့ဟာကိုပုံမှန်လို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ခါကြတော့ ဟိုယာတီတွေးရဲ့အလုပ်လုပ်ပုံကတော့ဒီ message ဘယ်လိုလုပ်လို့လဲဆိုတော့အဲ့ဒီခံလေးရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဒီမှာလေးကြီး